hello mina khmyar chuno tinii pya pya ta me do di page account phet par de di page ka straight de chin di ma page quality anya phi bi tu page ma rich englishman ne ayan o cha daw khet de tu chamou di page ka page quality anya ba chang phit de ba chang rich englishman cha de di page ko pyan sin ya belo lo saw twa ya me le rich englishman pyan tel aw di page ka ne ayan wa asin pyan aw alok kan asin pyan aw belo lo saw twa ya me so bi di video ma a lo chuno pya pya pi me adika chuno pya pya pi ma do page owner de ye aman adika ne patat bi chuno pya pya pi ma bu no ain so chuno di page page share recommendation ကျွန်တော်တစ်ချိန်တော့ပြမယ်ဆိုမှာ page share recommendation ကျက်ချက်ပြနေတယ် your recommendation are suspended ဆိုပြီးပြတဲ့အတွက်ကြောင့်ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေကဒီ page မှာရှိတဲ့ follower အနည်းပါးစီပဲရောက်တဲ့အတွက်ကြောင့် rich english မှာကြာတော့ခဲ့တယ်အကယ်လို့ကျွန်တော် page က star အကောင်းနဲ့ပြီးလို့ရှိရင် page quality လည်းကောင်းနေဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေကဒီ page မှာရှိတဲ့ follower အားလုံးရှိကို notification ရောက်မယ်ပြီးလို့ရှိရင်ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့လေဒီ page မှာတင်တဲ့ content တွေ related ရှိတဲ့လူတွေကို Facebook team က automatic ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အစ်စ်တွေ rush engagement အစ်စ်တွေတိုးလာပြီးအလောက်ကန်လေးတွေတော်တော်လေးအဆင်ပြေလာမယ်အဓိက deep page owner ဘလို့အမားမျိုးလောက်ခဲ့မိတဲ့အတွက်ကြောင့်မို့သူရဲ့ pitch quality အနေအဖြစ်တော့ခဲ့တယ် best test မှာ straight tip အနေအဖြစ်တော့ခဲ့တယ်ဆိုပြီးကျွန်တော်ပြောပြပေးမယ်အတွက်ကြောင့်မို့သူရဲ့ pitch home တစ်ချက်ပါမယ်ဒီ pitch ကကျွန်တော် subs data ဒီနေ့နဲ့ဆိုရင်10ရက်12ရက်တော့ရှိသွားခဲ့ပြီဒါပေမဲ့ video recording လုပ်ဖို့ကြံခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော် video recording လေးလုပ်ပြီးတယ်ဒီ pitch online မတိနားမလဲပဲအခြား social media တက်ပုံတွေ download ဆိုပြီးတင်တယ်သူများဆိုင်ရာတက်ပုံတွေသူများ website တက်ပုံတချို့တလီလေးတွေပေါ့နော်သူ content နဲ့ relative ရှိတဲ့ဥစ္စာလေးကိုနည်းနည်း download ဆိုပြီးသူ pitch မှာတင်ပြီးသွားတဲ့မျိုးလုပ်တဲ့ အဲ့လိုမျိုးကျွန်တော်တို့ copy post copy content ပတ်သက်ပြီးလုံးဝတင်လို့မရဘူးနောက်တစ်ခုကျတော့ဒီ page နဲ့မတိနားမလဲပဲသူ page မှာတင်တဲ့ post content တွေကိုသူကိုယ်တိုင်အခြား group ပေါင်းများစွာထက်ခါတလဲလဲ sharing လုပ်သွားတယ်ထက်ခါတလဲလဲ sharing လုပ်ပြီးသွားခဲ့တဲ့ဆိုရင်ကျွန်တော် page က page quality ပျော့သွားခဲ့တယ် page ပျော့သွားခဲ့တယ်တတိလေးအမှားဖြစ်တာနဲ့ကျွန်တော်တခါတည်း page quality မှာ straight ပြီးအနေအဖြစ်တော့ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော် sharing tag ကတလဲလဲလုပ်ပြီးတော့ခဲ့တယ်ဆိုရင်ကျွန်တော် page ရဲ့ original share ကညော့သွားခဲ့တယ်ပြီးလို့ရှိရင် page မှာလည်း effect လေးတွေ error လေးတွေတက်တယ် page အယောင်းဝယ် sale zero လေးတွေကျတာပေါ့နော်အတိအကအမားကျတော့ဘယ်လိုလဲဆိုကျွန်တော်မှ check ကြောက်ပြမယ်ပြီး handler support တစ်ချက်ပေါ့မယ်ပြီးလို့ရှိရင် spot inbox တစ်ချက်ပေါ့မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ your alert တစ်ချက်ပေါ့မယ်ဆိုရင်ဒီမှာ straight တစ်ချိန်တည်းဒီ straight တစ်ချိန်ကြောင့်သူရဲ့ page quality အနေအားပြသခဲ့ဘယ်လို straight မျိုးလဲဘယ်လိုကျန်တော့ခဲ့လဲဆိုကျွန်တော်ဒီဥစ္စာနဲ့ပတ်သက်အသေးစိတ်ကျွန်တော်ပြပေးမယ် အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မှာဆိုရင် deep pitch on တာသူကိုယ်တိုင်စေးမုတ်ထားတာမဟုတ်ဘူးအခြားတယောက်ကစေးမုတ်ထားတဲ့ဥစ္စာသူ pitch မတင်ဟာတက်ပုံကို तू က alert တကို download ဆွဲပြီးမှ तू နဲ့ relative ရှိတဲ့အတွက်ကြောင့်မို့ तू ကစေးဒီပိုင်းရောင်းတဲ့အတွက်ကြောင့်မို့ relative ရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီတက်ပုံ download ဆွဲပြီးမှ तू pitch မှာတင်ပြီးသွားခဲ့တဲ့အချိန်မှာအခုလိုမျိုး straight ထိပြီးမှ pitch quality အနေအားဖြစ်သွားခဲ့တယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရဘူးအကယ်လို့ကျွန်တော် pitch မှာကိုယ်ပိုင်တက်ပုံမဟုတ်ဘဲနဲ့အခြား social media တက်ပုံတွေကို alert တကို download ဆွဲပြီးဘလို့ edit လုပ်ပြီးတင်သွားရမယ်ဆိုပြီးမှ အရှိမှ PDF ပေါင်းများစွာကျွန်တော်လုတ်ပြီးတင်ပြထားတဲ့ LS တစ်ချက် project နဲ့ပါတယ်10မိနစ်အတွင်းမှာ edit လုပ်ပြီးမှကျွန်တော် page မှာတင်သွားလို့ရပါတယ်အ အခုလိုအတိုင်းကိုပိုင်တက်ပုံကိုအချားရှုချက်မိတဲ့တက်ပုံဒေါင်းလုဒ်ဆက်ပြီးလုံဝတင်လို့မရဘူး။တချို့ဇေယောင်းတဲ့လူတွေကြတော့အချားတိုင်းဒီ people are တက်ပုံဒီ WhatsApp group, Viber group, Telegram group မှာသူတို့တိုင်းရှိတဲ့အဲ့ဒီ people are တက်ပုံတို့သူတို့တွေကမသိနားမလဲပဲဒေါင်းလုဒ်ဆက်ပြီးသူတို့ page မှာတင်ပြီးတော့တဲ့ခါမှာအနည်းနဲ့အမြန် copyright ထိတော့ခဲ့တယ်။တချို့ page ကြတော့တင်ပြီးတိတ်မကြောက် copyright ထိတော့ခဲ့တယ်။တချို့ page ကြတော့တင်ပြီးတလားလားလားလေးမှာ copyright ဖြစ်ပြီးအနီးအဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့လုံဝကျွန်တော်တင်သွားလို့မရဘူး။တိုင်းနေရာလဲ people are တက်ပုံဆိုတော့အရင်ဆုံးသူတို့ တက်ပုံတစ်ခုလုတ်ပြီးမှတက်ပုံ edit ပညာလုတ်ပြီးမှသူတို့ရဲ့ page သူတို့ရဲ့ whatsapp channel မှာတင်ပြီးသွားပြီးဆိုမတဲ့နေအဲ့ဒါမှာသူတို့ရဲ့ဒီ customer group တွေကိုသူတို့က people တဲ့အတွက်ကြောင့်မို့အဲ့အဲ့ကြောင့်မတိနားမလဲပဲတက်ပုံ download ဆိုပြီး page မှာတင်ပြီးသွားတဲ့ခါမှာ page လေးတွေအဲ့ဒါတက်သွားခဲ့တယ် page လေးတွေအနီးရဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့အဲ့ဆန်နဲ့ပတ်သက်ပြီး long one တို့များကိုဒီ page က district ကြောင်ကြောင့်သူ page က straight ကြီးကတော့ပဲကျန်တော့ခဲ့တယ်အောက်မှာတစ်ချက်ကြီးမှာဆိုရင်သူ page ကတင်မကြခင်မှာ has been and published ဖြစ်သွားခွင့်နေတယ် has been and published ဆိုတော့စာဘလို့ မျိုးလဲဆိုရင်ကျွန်တော် page မှာ post တင်တဲ့အပိုင်းတွေပေးထားခဲ့တယ်ဒီ page ကိုတူတူရှာပြီးလုံးဝတွေ့ချင်းပြူချင်းမရှိတဲ့အတွက်ကြောင့်အရန်ကိုဆိုရပါတယ်အခုတော့ဒီ page ကိုကျွန်တော် recover လုပ်ပေးထားတဲ့အတွက်ကြောင့်ဒီ page ကတိတ်မကြခင်မှာပြန်စင်တော့ခင်မယ်နောက်တစ်ခု PDF မှာဒီ page quality အနည်းအောင်ဒီ straight တစ်ချိန်ထိတဲ့ဥစ္စာကိုဒီဥစ္စာကိုဘယ်လို remote လုပ်ပြီးတော့မယ်ဘယ်လို fresh သွားရမယ်ဆိုမှဗီဒီယိုနဲ့အသေးစိတ်လုပ်ပြီးကျွန်တော်တင်ပေးတော့မယ်ဒီ video မှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကယ်လို့လူကြီးမျိုး page မှာလည်း page quality အနည်းအောင် overhaul ဖြစ်နေဆိုရင်တော့အပေါ်ဘိုင်ဘိုင်နဲ့မတ်တဆင် content လုပ်ပြီးစကားပြောခွင့် ねねあのうちのジェスティマネ